ရှင်ကုံကဖြော်ပြပွဲမှာညဉ့်ညံစကားတွေပြောဆိုခဲ့တဲ့ဆိုတော်ရီနေပွဲစီစဉ်သူတွေအပါ16အုပ်ကိုပုံမှန်3ခုနဲ့ဖန်ဆင်းခြင်းခံခဲ့အောင်ကေပရိသတ်ကြီးတို့ဤမြန်မာနိုင်ငံဆိုတာကတော့ဘလောက်ပဲနုပညာဆန်ဆန်ပြောဆိုရေးဆိုပေမဲ့လည်းဒီတစ်ကောက်ရန်ကုန်ပွဲကြီးမှာတော့ဆိုတော်ဝင်တယောက်အတော်လေးရုံရင်းဆန်ခဲ့ဖြစ်အောင် လုပ်ခဲ့တာပဲဖြစ်ပါရဲ့သူရဲ့စကားပြောဆိုရာစိတ်ချမ်းမာရေးမကောင်းတဲ့သူတယောက်ဖြစ်လို့ အခုလိုမျိုးပြောဆိုရလို့တငယ်ချင်းတွေချင်းချင်းဝိုင်းပါပေးခဲ့ကြပါမိမယ်။ဒီယိုမတန်းတွေကြောင့်ဘလို့မှမျက်ွယ်ပြုတ်ပေးလို့မရတော့တဲ့အနေတောင်ဖြစ်သွားကြပါပြီ။ဒါကြောင့်မင်းရန်ကုန်တငယ်ချုံမျိုးနဲ့ Eastern Yangon Event Park မှာပြီးခဲ့တဲ့နိုဝင်ဘာ၂ရက်ညပိုင်းကလုပ်ခဲ့တဲ့ Overflow Music Festival ဖြစ်ပွဲအတွင်းစင်မော်မှာညဉ့်ညဲစကားတွေပြောဆိုခဲ့တဲ့ Sorori နဲ့ပွဲစီတင်သူတွေအပြင်ရိုက်ကိုရဲဖွဲ့သားစုစုပေါင်း၁၆ဦးကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတာဝန်ရှိသူတွေကဖမ်းဆီးသွားခဲ့ပြီလို့သတင်းရရှိထားခဲ့ပါတယ်။ တကယ်ပြည့်စုံလို့တော့ဆိုတော့ဝင်းသားဖြစ်ပေမဲ့ပွဲစီစဉ်သူတွေနဲ့အပေါင်းပါရီအားလုံးကမတားခဲ့ကြတာမလို့ခုလိုမျိုးပုံမှန်တုံးကူနဲ့ခေါင်းစဉ်တက်ပြီးတော့ဖန်စီခဲ့ကြတာပဲဖြစ်ပါရီဖန်စီခင်ရတဲ့သူတွေကိုရသက်ကြီးပုံမှန်905အကကြီးနိုင်ငံတော်ကြီးညိုပြည့်စုံမှုပုံမှန်2ကောလေးနှုတ်ပြည့်ကျွလုံသောအမှုနဲ့ပုံမှန်တစ်တစ်လေးပြည့်မှုကျွလုံရရင်အားပေးကူညီသူစရိပ်ပြည့်မှုတွေနဲ့အမှုပွင့်ရေးယူရလို့ဖော်ပြလာခဲ့ပါရီဆိုတော့ပြည်သက်ကြီးတို့လည်းဆိုတော့ဝင်းတယောက်ပြောဆိုကြရနေပတ်သက်ပြီး ကိုယ့်ရဲ့ချင်းမြေဥစားချက်လေးတွေကိုလည်းညှဝေးပေးခဲ့ပါအောင်ရှင်